မဲမင်္ဂလာပါရှင်။ IU International စေယုံကြီးမှာကြိုဆိုပါရစေ။ ဒီကနေ့ပြုလုပ်မယ်ဆွေးနွေးပွဲလေးကတော့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာကြာရောက်တဲ့ Warhead Day ကပ္ပနှလုံးကျန်းမာရေးနေ့အထိမ်းအမှတ်ဖြစ်ဒီဆွေးနွေးပွဲလေးကိုကျင်းပပြုလုပ်တာပဲဖြစ်ပါရရှင်။ဒီကနေ့ဆွေးနွေးပွဲလေးမှာဆိုလို့ရှိရင်နှလုံးရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာများ၊ဆောင်ရင်ရှောင်ရင်များနဲ့နှလုံးရောဂါမဖြစ်အောင်ဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပြပြပေးသွားမှာပဲဖြစ်ပါရရှင်။ဒါကြောင့်မို့လို့နှလုံးရောဂါနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုဆွေးနွေးပေးဖို့အတွက်နှလုံးထုခုသမားတော်ကြီးပါမောက်ခဒေါက်တာဆရာကြီးဦးမြင့်စိုးဝင်းကိုဖိတ်ခေါ်ထားပါရရှင်။ ဆရာကြီးမင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ပထမဆုံးနေနေပေါ့နော်ဒီတမီးတို့နှလုံးရောဂါအကြောင်းကိုမဆွေးနွေးခင်ပေါ့နော်ဒီလိုမျိုးကပ္ပနှလုံးကျန်းမာရေးနေဘယ်လိုပေါက်လာလဲဆိုတာလေးလဲပြောပြပေးပါအောင်ဆရာဒါကပ္ပနှလုံးကျန်းမာရေးနေကနေ့စဉ်နဲ့တိုင်းစက်တင်ဘာ29ရက်နေ့မှာကျင်းပပါတယ်အဲဒီလိုကမ္ဘာနှလုံးကျန်းမာရေးနေ့ဖြစ်ပေါ်လာတာတော့ဒီနိုင်ငံတကာမှာရှိတဲ့နှလုံးဆရာဝန်တွေကနေပြီးတော့ဟွာ Federation of Cardiology ဆိုပြီးတော့အဖွဲ့ကို1982ခုနှစ်မှာ ဖွဲ့လိုက်တယ်။ဖွဲ့ပြီးတဲ့အခါမှာဒီ World Congress of Cardiology ဆိုပြီးတော့နှစ်နှစ်တခါကျင်းပတယ်။အဲ့မှာဒီနှလုံးရောဂါနဲ့ပတ်သက်တဲ့ဒီတွေးရှိချက်တွေနောက်နှလုံးရောဂါကာကွယ်ကုသရေးနဲ့ပတ်သက်တာတွေကိုနှစ်နှစ်တခါကျင်းပကြတယ်။အဲ့လိုကျင်းပနေတာအပြင်ကိုဒီချက်ပို့ပြီးတော့အဲလူတို့လူတွေအတွက်ပို့ပြီးတော့အကျိုးရှိအောင်ဆိုပြီးတော့1900 2000ခုနှစ်မှာစပြီးတော့စက်တင်ဘာလ29ရက်နေ့တိုင်းကိုဘွားဟာဒီကဘာနှလုံးကျမ်းမာရေးနေဆိုပြီးတော့နေ့စဉ်နေ့တိုင်းကျင်းပတယ်အဲဒီကျင်းပတဲ့အခါမှာဒီလူစုတွေအားလုံးနှလုံးယောဂမဖြစ်အောင်ဖြစ်ရင်မဖြစ်အောင်ကြိုတင်ကာဝယ်မယ်ဖြစ်ရင်ဘလို့ကုသမယ်ဆိုတာကိုကျေကျေပြန့်ပြန့်ပြအောင်ပညာပေးမှုတွေနေ့စဉ်နေ့တိုင်းလုပ်တဲ့အတွက်ဒီဘွားဟာဒီစက်တင်ဘာ29ရက်နေ့ကအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါဆိုရင်ပေါ့နော်ကမ္ဘာနှလုံးကျန်းမာရေးနေဘယ်လိုပေါပေါလာလဲဆိုတာလေးလည်းသိခဲ့ရပြီပေါ့နော်အဲပထမဆုံးဆွေးနွေးချင်တာကတော့ပေါ့နော်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာနှလုံးကဟိုနှလုံးရဲ့အခန်းကဏ္ဍကဘယ်လောက်ထိအရေးပါလဲပြီးတော့နှလုံးကဘယ်လိုအလုပ်လုပ်ဆောင်လဲဆိုတာလေးလည်းဟိုအရေးဆုံးဆွေးနွေးပေးပါအောင်ဆရာကြီးအဲ့တော့နှလုံးကဆိုလို့ရှိရင်နှလုံးမှာအခန်းလေးခန်းပါတယ်အဲ့အခန်းလေးခန်းကိုနှလုံးကြက်သားတွေနဲ့ဖွဲ့စည်းထားတာပေါ့နော်အဲ့အခန်းတစ်ခုနဲ့တစ်ခုကိုသူကအဆိုရှင်လေးနဲ့ဆက်ထားတယ် ပြီးတော့အဲ့နှလုံးကနေပြီးတော့နှလုံးသွေးကြောမှာကြီးထွက်လာတယ်အဲ့နှလုံးသွေးကြောမှာကြီးကနေပြီးတော့ဒီကိုလုံးကိုဒီတွေးရို့ပို့ပေးခြင်းအဖြစ်ဒီကိုလုံးအတွက်လိုအပ်တဲ့အဟာရတွေကိုပို့ပေးရပါတော့ပြီးတော့သွေးပြန်ကြောကနေပြီးတော့နှလုံးထဲကိုပြန်ပြီးတော့ပို့ပေးတယ်ဒီလိုနေရာပြင်ဒီခန္ဓာကိုယ်မှာသွေးရလက်ပတ်နေတယ်အဲ့လိုနှလုံးပုံမှန်အလုပ်လုပ်နေအောင်ဆိုလို့ရှိရင်နှလုံးကြက်သားတွေကိုနှလုံးသွေးကြောလေးတွေကနေပြီးတော့လေသွေးပို့ပေးရတယ် ။ဒါကြောင့်မလို့နှလုံးကြော်သားတွေကောင်းကောင်းလှုပ်လှုပ်ဖို့ကနှလုံးသွေးကြော်တွေကောင်းဖို့လည်းလိုတယ်။နောက်တစ်ခုကကြတော့အဲ့နှလုံးခုန်နှလုံးစည်းကျမှန်မှန်ခုန်နေဖို့လည်းလိုတယ်။အဲ့လိုမှန်မှန်ခုန်နေဖို့ကိုဒီနှလုံးခုန်ထိနေအောင်ရောလေးတွေကဒီနှလုံးထဲမှာပါတယ်သူတို့ကနေပြီးတော့ပုံမှန်လှုပ်လှုပ်နေဖို့လိုတယ်။ဆိုတော့အဲ့တော့နှလုံးမှာရှိတဲ့ဒီကြွက်သားတွေရော သွေးကြော်တွေရောနှလုံးခုန်ထိနေအောင်ရောတွေရောဟာအရေးကြီးတဲ့အစိပ်ပိုင်းဖြစ်ပြီးတော့လူရဲ့ကျန်းမာရေးကိုအဓိကထောက်ကူနေတယ်။ ်အင်္ဂါတစ်ခုဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးအားသာဆိုလို့ရှိရင်ပေါ့နော်နှလုံးလူတယောက်ရဲ့ခန္ဓာကိုယ်မှာနှလုံးလုံးဆောင်ချက်ပုံမှန်ဖြစ်နေဖို့အရေးကြီးတာပေါ့နော်ဆရာ။အဲအခုလောက်ပိုင်းဆိုလို့ရှိရင်လူတွေတော်တော်များများမှလည်းနှလုံးယောဂါကဖြစ်လာကြရတယ်ပေါ့နော်။အဲ့တော့နှလုံးယောဂါကဘာကြောင့်ဖြစ်လာရတာလဲပြီးတော့နှလုံးယောဂါအမျိုးအစားတွေကရောဘယ်နှမျိုးလောက်ရှိလဲဆိုတာလေးလည်းသိပြရစီဆရာ။ဆိုတော့ပြောခဲ့တယ်ဒီနှလုံးမှာဒီနှလုံးသွေးကြောတွေရှိတယ်နောက်နှလုံးခုန်ထင်းတဲ့အောင်ကြောလေးတွေရှိတယ်ကြွက်သားတွေရှိတယ်အဆိုးလေးတွေရှိတယ်ဆိုတော့အဲဒီ အင်္ဂါတွေကချုပ်ရင်းတဲ့အခါမှာနှလုံးယောဂဖြစ်တာပါเนาะအဲ့တော့အရေးကြီးဆုံးယောဂကတော့နှလုံးသွေးကြောခြင်းယောဂပေါ့ဒီနှလုံးသွေးကြောခြင်းနဲ့ယောဂအဖြစ်အများဆုံးဖြစ်တယ်တခြားယောဂတွေကတော့နှလုံးကြက်သားညှိအားကြာွားတဲ့နှလုံးအားနည်းတဲ့ယောဂအင်္ဂလိပ်လိုတော့ half failure လို့ခေါ်တယ်နောက်တစ်ခုကတော့နှလုံးခုန်မမှန်တာပေါ့နှလုံးခုန်ထိန်တဲ့အာရုံကြောလေးမှာယောဂရှိရင်နှလုံးခုန်မမှန်တဲ့ယောဂဖြစ်တယ် နောက်တစ်ခုကကျတော့ဥပမာနှလုံးအဆိုးတွေအားနေသွားတယ်ဥပမာလေးဘက်နာနှလုံးရောဂါဆိုရင်ဒါအဆိုးလေးတွေအားနေသွားတာပေါ့နော်အဲနောက်တစ်ခုကတော့တချို့ငွေရပါပေါ့နော်ငွေရပါယောဂါပေါ့ဒီနှလုံးအခန်းတစ်ခုနဲ့တစ်ခုကိုဒီဆက်ထားတဲ့နေရာမှာအပေါက်ကလေးတွေပိုပါလာတာပေါ့နောက်တစ်ခုကကျတော့ဒီနှလုံးကနေထွက်တဲ့သွေးလျကြောသွေးပြန်ကြောတွေကပုံမှန်မထွက်ဘဲနဲ့ဘူးမှန်မှန်ဖြစ်လာတဲ့အားတွေလည်းရှိပါတယ်ဆိုတော့အဲလိုနှလုံးယောဂါတော့တယောက်နဲ့တယောက်မတူဘူးပေါ့အမျိုးအစားမျိုးမျိုးရှိပါတော့ ဲ့ဒါဆိုလို့ရှိရင်ပေါ့နော်နှလုံးယောဂါကဟိုပုံမှန်ဖြစ်တဲ့နှလုံးယောဂါလည်းပုံမှန်အဖြစ်များတဲ့နှလုံးယောဂါလည်းရှိတယ်လို့ပေါ့ရှားပါနှလုံးယောဂါလည်းရှိတာပေါ့နော်ဆရာဟုတ်အဲ့ဒါဆိုရင်ပေါ့နော်ဆရာခုလောက်မှပြောရတဲ့နေရာမှာဒီဟိုလူတွေတော်တော်များဖြစ်လေရှိတဲ့ဟိုနှလုံးသွေးကြောချင်းယောဂါဆိုပြီးတော့ကြားလိုက်တယ်ဆရာအဲ့တော့ပေါ့နော်နှလုံးသွေးကြောချင်းယောဂါကဘာကြောင့်ဖြစ်တာလဲနှလုံးသွေးကြောချင်းယောဂါဆိုတာဘာလဲဆိုတာလေးပြောပြပေးပါအောင်ဆရာကြီးဟုတ်ဒီနှလုံးသွေးကြောချင်းယောဂါဆိုတာကဒီနှလုံးကြက်သားတွေကို ဒီသွေးပေးတဲ့ဒီနှလုံးသွေးကြောတွေမှာယောဂဖြစ်သွားတာပေါ့နော်ယောဂဖြစ်သွားတော့သွေးကကောင်းကောင်းမရောက်တော့နှလုံးသွေးကြောကျင်းပြီးသွေးကောင်းကောင်းမရောက်တော့ဘူးအဲ့လိုမရောက်တဲ့အခါမှာရင်ဘတ်အောင်နေတိတ်ပြီးတော့ဆိုးလို့ရှိရင်သွေးကလုံးလုံးမရောက်တော့ဘူးနှလုံးသွေးကြောပိတ်တဲ့ယောဂဖြစ်တယ်အဲ့လိုဖြစ်လို့ရှိရင်နှလုံးကြက်သားတွေအားနေသွားတယ်နောက်ပြီးတော့နှလုံးခုန်မမှန်တွေဖြစ်တတ်တယ်ဆိုတော့အဲ့ဒါနှလုံးသွေးကြောကျင်းယောဂကရင်ဘတ်အောင်မယ် အာရင်ဘက်အောင်မယ်နှလုံးခုန်မမှန်ဖြစ်မယ်နှလုံးအာနေပြီးတော့မောတဲ့အခြေဖြစ်နေတာပေါ့နော်အဲ့ဒါဟိုအားလုံးပေါ့အဲ့ဒီအဲ့ဒီယောဂတွေအကုန်လုံးဝယ်နှလုံးသွေးကြောချင်းယောဂလို့ခေါ်တယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီနှလုံးယောဂကဘာနဲ့ဝမ်းမှာအသေးပြောက်အများဆုံးယောဂဖြစ်ဥဆောင်နေရအောင်တွေ့ရတယ်အဲ့တော့ဒီလေးလံချက်တွေအရဆိုလို့ရှိရင်အသက်40ကျော်သွားလို့ရှိရင်အမျိုးသားတွေမှာ 49ရာခိုင်နှုန်းနှလုံးရောဂါဖြစ်နိုင်တယ်။အမျိုးသမီးတွေမှာ32ရာခိုင်နှုန်းဖြစ်နိုင်တယ်။ဆိုတော့အထိပယ်ကအသက်40ကျော်ဝါးရင်အမျိုးသား2ယောက်မှာ1ယောက်ဖြစ်နိုင်တယ်။အမျိုးသမီး3ယောက်မှာ1ယောက်ဖြစ်နိုင်တယ်။နော်။နောက်တစ်ခုကအခုဒီငယ်တဲ့လူတွေမှာပါနှလုံးသွေးကြောရောဂါပိုပြီးတော့ဖြစ်လာတာကိုတွေ့ရတယ်။ဒါကြောင့်မလို့နှလုံးသွေးကြောကျင်ရောဂါအရေးကြီးတဲ့ယောဂတစ်ခုဖြစ်တဲ့ဒီယောဂအကြောင်းကိုသိရှိပြီးတော့အဲကာဝယ်ဖို့ကုသဖို့လိုအပ်တယ်လို့ ဒါကျွန်တော်တို့ပြောနေကြတာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်နှလုံးသွေးချောချင်းယောဂါကအမျိုးသားတွေမှာပိုဖြစ်တာပေါ့နော်ဆရာအဲနောက်တစ်ခုကဆရာကြီးပြောရတာဟိုလူငယ်တွေမှာလည်းနှလုံးသွေးချောချင်းယောဂါကအခုဖြစ်လာပြီဆိုတော့လေဘလို့အကြောင်းအရာတွေကနေပြီးတော့နှလုံးသွေးချောချင်းယောဂါဖြစ်စေနိုင်လဲဆိုတာလေးပြောပြပေးပါအောင်ဆရာကြီးအဲ့တော့နှလုံးသွေးချောချင်းယောဂါဖြစ်စေတဲ့အကြောင်းတွေရှိတာပေါ့နော်အဲ့ဒီထဲမှာဒီအဓိကအကြောင်းတွေကိုအရင်ပြောရမယ်ဆိုရင်တော့ဒီတွေးတိုးယောဂါရှိတဲ့လူတွေမှာနှလုံးသွေးချောယောဂါဖြစ်ဖို့ chance ရများတယ်နောက်စီကျိုးရှိတဲ့လူနောက်တွေးထဲမှာအစီများတဲ့လူနောက်တစ်ခုကဆက်လက်တောက်တာပေါ့နော်အခုလူငယ်တော်တော်များများရတယ်ဆက်လက်တောက်ကြတယ်ဆိုတော့အဲ့တော့အဲ့လိုတွေးတွေးယောဂစီကျိုးယောဂတွေးထဲမှာအစီများတဲ့ဆက်လက်တောက်တဲ့လူတွေကနှလုံးသွေးကြောခြင်းယောဂဖြစ်ဖို့အလုံးများတယ်ဟုတ်ကဲ့ဆရာအဲ့အဲ့ဒါအပြင်တခြားအချက်တွေပြန်ကြည့်မယ်လို့ရှိရင်ဝါးတယ်လူပေါ့နော်ဟုတ်ကဲ့ဆရာဝါးတယ်လူတွေမှာလည်းနှလုံးသွေးကြောခြင်းယောဂဖြစ်နိုင်တယ်အထူးသဖြင့်ဒီခါတုတ်ပြီးတော့ဘိုက်ပူတယ်လူတွေပေါ့နော် အဲခါတုတ်ပြီးတော့ဗိုက်ပူတဲ့လူတွေကလည်းနှလုံးသွေးရောစင်ရောကဖြစ်နိုင်ရရှိတယ်။နောက်တစ်ခုကကိုယ်လက်လှုပ်ရှားမှုနည်းတဲ့လူ၊အားကစားမလုပ်တဲ့လူ၊နောက်တစ်ခုကကျန်းမာရေးနဲ့ညှို့ညွတ်တဲ့အစားအစာကိုမစားနိုင်ဘူးပေါ့နော်။အဲတော့အစီအများပြီးတော့အဲလိုနှလုံးသွေးရောစင်ရောကဖြစ်ဖို့အဲပို့ပြီးတော့ဖြစ်နိုင်နေပေါ့နော်။နောက်တစ်ခုကတော့မျိုးရိုးပေါ့။မျိုးရိုးဆိုတာလူလူ အဖေအမေတဲမှာငငယ်ရွယ်ရွယ်နဲ့နှလုံးရောဂါဖြစ်တဲ့ဒါရှိလို့ရှိရင်သားသမီးတွေမှာလည်းနှလုံးရောဂါဖြစ်ဖို့ chance ပိုများတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး risk factor တွေရှိလို့ရှိရင်နှလုံးတိကျခြင်းရောဂါဖြစ်ပါတယ်